Facebook account နာမည်ပြောင်းတာဘယ်လိုပြောင်းရမလဲဆိုပြီးလာမေးထားကြတဲ့သူတွေအတွက်ဒီနေ့မှ မိတ်ဆွေတို့နာမည်ဘယ်လိုပြောင်းရမလဲဆိုတာကို ပြန်လဲမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့မိမိရဲ့သုံးနေတဲ့ Facebook account ထဲကိုဝင်မေးလိုက်ပါမယ်။ပြီးတော့ရင်ဟိုအပေါ်ဆုံးညာဘက်တောင်းအောင်မီနူပါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်။ဒီနေရာလေးပါ။ ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာအပေါ်လေးကိုနည်းနည်းဆွဲတင်မိလိုက်ပါမယ်။ပြီးရင်ဒီနေရာမှာ setting and privacy ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပြလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ setting ကိုတစ်ချက်ဆက်နှိပ်ပြပါမယ်။ပြန်ဒီနေရာမှာ စီမိုးရင်အကောက်စင်တာဆိုတော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါမယ်။ ကဲဒီလိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile ကိုတစ်ချက်ဆက်နှိပ်ပေးပါမယ်။ပြီးရင်ကျွန်တော်တို့ profile ကိုပဲနောက်တစ်ချက်ဆက်နှိပ်ပေးပါမယ်။ကဲဒီလိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ account နာမည်ပြောင်းมาဖြစ်တဲ့အတွက်အပေါ်ဟာ name ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်။ကဲဒီလိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ ဒီနေရာမှာကျွန်တော်တို့နံပါတ်အတစ်ပြောင်းมาဖြစ်တဲ့အတွက်လက်ရှိနံပါတ်ကိုကျွန်တော်တို့ဖြတ်လိုက်ပါမယ်။ကဲဒီလိုနံပါတ်ဖြတ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့နံပါတ်3လုံးဆိုရင်ဒီအပေါ်မှာတစ်လုံးဒီအလဲမှာတလုံးဒီအောက်မှာတလုံးသုံးလုံးရေးလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့နံပါတ်2လုံးနဲ့ဆိုရင်ဒီအပေါ်မှာတလုံးဒီအောက်မှာတလုံးဒီလိုရေးလို့ရပါတယ်ဗျကြည့်ကျွန်တော်နံပါတ်တောင်းကြည့်လိုက်ပါမယ် ကျွန်တော်ကတော့နှလုံးနဲ့ပြောင်းမှဖြစ်တဲ့အတွက်အလဲအအကြောင်းကိုထားခဲ့လိုက်ပါမယ်။ကဲဒီလိုနာမည်ရေးပြီးသွားပြီဆိုရင်တော့အောက်ကစာတန်းလေးကိုတစ်ချက်နှစ်ပေးလိုက်ပါမယ်။ကဲဒီလိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့နာမည်မှမှန်လားမှန်လားတစ်ချက်ကြည့်ပါ။ကျွန်တော်တို့တခါတလေဒီနေရာမှာအဆက်ကရောက်နေတဲ့ပါရဲ့ဒီလို နာမည်မမှန်တဲ့နေရာမှာအဆက်ရောက်နေရဆိုရင်ကျွန်တော်တို့နာမည်အမှန်နေရာမှာဒီလိုအဆက်လေးပြန်ထားပေးလို့ရပါတယ်။ကဲဒီလိုထားပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အောက်ကစာတန်းလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့နာမည်ကကျောင်းသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်ဒီလိုနာမည်တက်ခါပြောင်းပြီးသွားရင်ကျော်တို့နောက်ထပ်တက်ခါထပ်ပြောင်းမှုဆိုရင်အ ਨੇ သုံးရှောက်လာဆောင်အောင်ပါရဲ့ကျွန်တော်တို့ရှောက်လာမပြည့်မရှင် နောက်ထပ်နာမည်တစ်မျိုးထပ်ပြောင်းလို့မရပါဘူးဒါတဲ့ကြောင့်ပြောင်းမယ်ဆိုရင်နာမည်ကို ကျွန်တော်တို့တေချာလေးစဉ်းစားသိကြပါမယ်ကဲအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ